အရကတက်တော်ကအပိတက်တိုင်ပိုက်ထားပြီးဖြစ်တဲ့ဘကိုတိုင်အတွင်းကညောင်ကျိုးတက်စကန်ကိုစစ်ကောင်စီကပြန်လည်ရယူနိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့်အရကတက်တော်နဲ့စစ်ကောင်စီတက်တော်ဟာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အရကတက်တော်နဲ့မြောင်မဟာမိတ်တုံးဖွဲ့ကငလင်ဘိတ်တင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေလှုံ့ဆော်နိုင်ဖို့အတွက်ဆိုပြီးတော့ဒီမေလတလတာကိုထပ်မံတစ်ဖက်သက်ယာယီအပြစ်ရက်တက်တန်းတိုးထားတာဖြစ်ပြီးတော့အဲ့ဒီအပြစ်ရက်ထားတဲ့ကာလမှာစစ်ကောင်စီဟာ ူတို့လက်လွတ်ထားရတဲ့တက်စကန်ကိုပြန်လည်ရယူနိုင်ဖို့အတွက်အခုလိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။အခုလက်ရှိနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကတော့ဗရောင်းမြို့နယ်ထဲကမတုံးကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းဒရုန်းသုံးပြီးတော့ပြစ်ကူပေးတိုက်ခိုက်နေတာတွေလှုပ်ဆောင်ပေးနေတယ်လို့ကပ္ပစ16ကလည်းလက်နက်ကြီးတွေနဲ့ပြစ်ကူပေးတိုက်ခိုက်နေတာတွေရှိနေတယ်လို့စစ်ရေးတရေရေးမြစ်ကပြောပါရယ်စစ်ကောင်စီဟာအာရခတပ်တော်အပါအဝင်ညီနောင်မဟာမိတ်တပ်တွေရဲ့ ပထမအကြိမ်အပြည့်ရက်ကာလဖြစ်တဲ့ဧပြီလအတွင်းမှာလဲတီသက်စကန်ကိုပြောင်းလဲရယူနိုင်ဖို့အတွက်စစ်ကောင်စီဘက်ကပထမအကြိမ်ထုတ်စစ်ဆင်တိုက်ခိုက်တာကိုလှုံ့ဆော်ခဲ့တာလဲရှိခဲ့ပါသေးတယ်။အဲ့ဒီလိုထုတ်စစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့အာရခတတ်တော်နဲ့မဟာမိတ်တပ်တွေရဲ့ပူးပေါင်းကခုခံတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီဟာအကြအဆုံများစွာနဲ့ညောင်ကျိုးတပ်စခန်းနဲ့လက်မှန်ခန့်အကွာမှာရှိတဲ့ရှုခင်းတာတပ်စခန်းကိုတပ်ဆုတ်ခွာသွားခဲ့ရပါသေးတယ်။ဒီနောက်စစ်ကောင်စီဟာစစ်ရင်အားလူရင်အားထပ်မံဖြစ်တင်ပြီးတော့ ဒီမေလတတရအပတ်ထဲမှာဒုတိယအကြိမ်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတော့လက်ရှိမှာလည်းစစ်ကောင်စီတပ်တွေဘက်ကအကြအရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းအဲ့ဒီစစ်ရဲတရင်ရင်မြစ်ကပြောပါဗျ။ဒါအပြင်စစ်ကောင်စီဟာအရခတပ်တော်ရဲ့ထိုးစစ်ကိုခုခံနိုင်ဖို့အတွက်ညောင်ချီတောင်းနဲ့ဦးရှိပေမြို့နယ်အတွင်းမှာလည်းစစ်အင်အားဖြစ်တင်းတာနဲ့လက်နက်ကြီးတပ်စင်က စကန်တစ်တွေတိုးချဲ့ထားတာတွေလည်းရှိနေတယ်လို့ဒေတာတရင်ရင်မြစ်တွေကပြောပါဗျ။အဲ့ဒီလိုစစ်ကောင်စီကစကန်တစ်တွေတိုးချတာ စစ်အာဖြည့်တင်းမှုတွေလှုပ်ဆောင်လာတာနဲ့အတူဒေသအတွင်းမှာရှိနေတဲ့အရက်သားပြည်သူတွေကိုစစ်မှုထမ်းဖို့အတွက်အတင်းဖမ်းဆီးတာငွေညစ်တာတွေကိုစက်တိုက်လှုပ်ဆောင်တာတွေလည်းရှိနေတယ်လို့ဒေသတရင်ရင်းမြစ်တွေကပြောဆိုကြပါဗျာ။